မင်္ဂလာပါ pregnancy နဲ့ prenatal series မှာပြန်လေးကြိုဆိုပါရစေဒီ part week 11မှာအာလူကြီးရဲ့ပြောင်းလဲမှုကလေးရဲ့ပုံပြမှုလေးတွေနဲ့ဆက်ပြီးတော့ highlight လေးပြောပြပါပါမယ်ဆိုတော့ဒီမှာ week 11မှာဆိုရေးကြီးတဲ့ part ပေါ့နော်ဘာလဲဆိုကျွန်တော်တို့ကဒီ part မှာဆိုလို့ရှိရင်ကျွန်တော်တို့က um ultrasound လောက်ရတဲ့ part ဖြစ်တယ်အဲဒီ ultrasound လဲမှာကျွန်တော်တို့ကဘာလေးကြည့်လို့ရလဲဆိုလို့ရှိရင်ကျွန်တော်တို့ကအာဒီကလေးရဲ့ကြောကုန်းမှာရှိတဲ့လေလေလေဘင်းပေါ့နော်ဒီလေဘင်းကသူ့ရဲ့အထုအပါပေါ့နော်အဲ့ဒါလေးကိုတို့ကြည့်နိုင်တယ်အဲဒီကျွန်တော်တို့အာ၁၇ဘက်ကနေပြီးတော့၁၄ဘက်အတွင်းမှာ ါပေါ့နော်နောက်တစ်ခုကအဖောင်းလို့ကြည့်ချင်လဲဆိုတော့ကျမတို့က genetic abnormalities တွေရှိတယ် genetic မွေးရပါယောဂါတွေရှိသလားပေါ့နော်အဲ့ဒီဟာတွေကဒီဟာမှာသွားကြည့်လို့ရတယ်အာတချို့ယောဂါတွေကအခုက blood test ပေါ့နော်ဒီသွေးသွေးနဲ့လည်းဆစ်လို့ရတယ်အဲ့ထဲမှာကျမတို့ကလေးရဲ့ chromosome ပြဿနာပုံမှန်မဖြစ်တာတွေကိုကျမတို့ရှာဖွေနိုင်တယ်သူသဖြင့်ကျမတို့ down syndrome ရှိတဲ့ trisomy 21တော့ပါလို့ဆိုလို့ဒီမှာစပြီးတော့ကြည့်နိုင်နေပြီတခြားဒီ chromosome ပြဿနာတွေကိုပေါ့နော်အကုန်လုံးတော့မဟုတ်ပေမဲ့တော်တော်များများဘူးကျမတို့ကဒီသွေးရနေပြီးတော့ဖောက်ပြီးတော့စပြီးတော့ဒီ week 11မှာအဲဆက်တပတ်နေပြီးတော့စပြီးတော့ စစ်ဆေးကြည့်လို့ရနေပြီပေါ့နော်နောက်တစ်ခါကျွန်တော်တို့ဒီမှာအဲအရေးကြီးတဲ့ဘက်ကကျွန်တော်တို့ဆိုလို့ရှိရင်ဗမာကလေးတယောက်မှာတော့အဲဒီဟာကိုကျွန်တော်တို့မလုပ်ဘူးပေါ့နော်ကလေးရဲ့ gender ကိုမကြည့်ဘူးပေါ့ ဒါပေမဲ့ဒီအချိန်မှာကလေးရဲ့ gender ယောက်ျားလေးလား main ကလေးလားဆိုတာကိုလည်းဒီတွေးရတဲ့သဆင်ပြောနိုင်နေတဲ့အချိန်ဖြစ်တယ်။ဒါက100%ဒီပါမှတ်ကန်တယ်။ဘာလို့လဲဆိုတော့ကျမတို့ Y chromosome ပိုင်းတဲ့ယောက်ျားလေးပေါ့နော်။ Y chromosome မရှိရင် main ကလေးပေါ့။ဆိုတော့ကျမတို့ ultrasound ကတော့မှာပဲမိုင်းမှားနိုင်သေးတယ်။ဒါပေမဲ့ဒီတွေးရနေပြီးတော့ဖောက်ပြီးတော့စစ်တဲ့ဥစ္စာကတော့ဒါတော်တော်လေးနီးနီးဆက်ဆက်ကိုမှတ်ကန်တယ်ပေါ့နော်။ဆိုတော့ဒီကကကျမတို့ကစောစောစီးသိကျင်တဲ့လူတွေဆိုလို့ရှိရင်ကျမတို့တွေးရနေပြီးတော့ဖောက်ပြီးတော့ chromosome ကိုလည်းဆက်ပြီးတော့စပြီးတော့ check လုပ်လေးလို့ရတဲ့အချိန်ဖြစ်တယ်ပေါ့နော်။အဲနောက်ခါဒီကလေးကလည်းနော်နောက်တစ်ပတ်လောက်နေကျမ ့ first trimester ပြီးတော့မယ်ဆိုတဲ့အခါမျိုးမှာကလေးကလည်းတော်တော်လေးတော့ကြီးထွားနေပြီပေါ့နော်အာအရင်ကတည်းကဆာလို့ရှိရင်အများကြီးပဲကြီးထွားနေပြီမိဘအနေနဲ့ဆိုလို့ရှိရင်လည်းကျမတို့ကအာတကူကောင်းလာတာခုနအဲ့ engine sick ဖြစ်တဲ့ဥစ္စာတွေကလည်းတဖြည်းဖြည်းနဲ့တော့တက်တာလာတာမျိုးလေးရှိတယ်သူတွေလည်းဆက်ပြီးတော့ဖြစ်နေတော့မယ်ပေါ့နော်တရားကြောင်တော့မတူဘူးအမေများတော့ဖြစ်ရတော့ဒီ first trimester ပြီးခင်နေဆိုလို့ရှိရင်ကျမတို့ကဒီ nausea ဒီ engine နဲ့ပြုတ်ဝင်ခြင်းနဲ့ဥစ္စာဖြစ်ဖြစ်ခြင်းနဲ့တက်တာလာတာမျိုးလေးရှိတယ်ပေါ့နော်ကျန်တဲ့ဟာတွေကတော့ခန်းစားချက်တွေကတော့အတူတူပါပဲနောက်တစ်ခါပါလဲဆိုလို့ရှိရင်အဲကျမတို့ bike ကိုကြီးလိုက်မယ်ခန္ဓာကိုယ်ရ ဲ့ဂျိုင်းအောက်တေလေဘေးလို့ကြည့်ရဆိုရင်လေဟော်မုန်းတွေကပြောင်းလဲနေပြီဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ပို့ပြီးတော့မဲလာတာကိုတွေ့ရတဲ့ dark ဖြစ်လာတာပေါ့နော်။နောက်က byte ပုံမှာဆိုလို့ရှိရင်လေအကြောင်းအရာတစ်ခုပေါ့နော်။ line တစ်ခုကိုမြင်ရနိုင်တာမျိုးတွေရှိတယ်။ချို့ဆိုလဲစောစောမြင်ရတယ်။ချို့ဆိုလဲနောက်ကျမှမြင်ရ။ချို့ကြလဲ byte တစ်ခုလုံးတစ်ချောင်းလိုက်ကြည့်တော့အချို့ကြတော့လဲအောက်ပိုင်းလေးပဲမြင်ရတယ်။ဒါမျိုးလေးတွေလည်းရှိတယ်ပေါ့နော်။အဲဒါလေးတွေကကျွန်တော်တို့စက်တပတ်မှာဘာတွေပြောင်းလဲဆိုတဲ့အကြောင်းအရာကိုညွှန်ဝေသွားတာပါ။အာကလေးတွေနေနေဆိုလို့ရှိရင်လေဒါပြောင်းလဲမှုကတော့အရင်ကြီးတော့မရှိသေးဘူး။ဆိုပေမဲ့အဲသူတို့ရဲ့ size ကပလာ လောက်ရှိနေပြီလဲဘာဘာဆိုင်လေးရှိနေပြီလဲဆိုဟိုပေါ့ကျမတို့အလိုင်းပေါ့နော်တမယာသီးရွယ်စားပေါ့နော်ဆိုတော့လေးတော်ကြီးနေပြီပေါ့တမယာသီးရွယ်စားကိုအကလေးလေးတွေကရောက်လာပြီပေါ့နော်တော်တော်လေးအအရင်ကတည်းကအများကြီးပဲနှက်စီလေးရနေပြီတော့ကြီးလာတယ်ဆိုတော့အဲ့လိုမျိုးရှိနေပါပြီတဲ့ညာအမ်နောက်ပတ်မှာဆိုလို့ရှိရင်တော့ကျမတို့ first trimester ပြီးတော့မယ်ပေါ့နော်ဆိုတော့နောက်ပတ်မှာတွေ့မယ်